တီလာရှင်တွေဝယ်မခံတဲ့လျှို့ဝှက်လူအင်းစန်းနာများကျွန်တော်တို့ကတီလာရှင်တွေကိုတန်ရှင်းစင်ကြဲတဲ့အမျိုးသမီးတွေပြင်ပါလောကရဲ့ဖျားယောင်းမှုတွေကနေခွဲထွက်သူတွေလို့သိထားကြပါရဲ့ဒါပေမဲ့တီလာရှင်တွေဟာတကယ်လက်တွေ့မှာရောဒီလိုပဲလားတကယ်တော့တချို့တီလာရှင်တွေဟာတီလာရှင်ကြောင်းနေမှာတော့မနေကြပါဘူးတချို့ကလည်းလော်ကီဆန်နာတွေကြောင့်သူတို့ရဲ့ဂရီတွေကိုဆွလုတ်ခဲ့ပြီးချိုးဖောက်ခဲ့ကြပါရဲ့တချို့ဆိုရင်မမောမှုတွေကြောင့်တေးတန်းအောင်ခန့်ခဲ့ရတာပါ ဖခင်ကြောင့်ကပြိတ္တတကိုမသိစေခြင်းနဲ့အကြောင်းအရာတွေကိုဖော်ထုတ်ဖို့အဆင်နဲ့ဖြစ်ပြီလားမင်္ဂလာပါ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီကနေ့မှာတော့ပြိတ္တတို့အတွက်ဖုန်ကြောင်နောက်ွယ်ရီမှာဖုန်ွယ်ထားတဲ့ကဘာတစ်ခုကိုကျွန်တော်ပြသပေးသွားမှာပါဘာသာရေးယုံကြည်မှုနဲ့လောကီဆန္ဒတွေရောထွေးနေတဲ့နေရာဂရီးတွေနဲ့အပြစ်တွေအတူတူရှိတဲ့နေရာပေါ့ဗျာကဲအရင်ဆုံးအစီအစဉ်လေးမစခင်မှာတော့ကျွန်တော်ရဲ့ channel လေးကို subscribe မလုပ်ကြသေးရင်လည်း subscribe လုပ်သွားဖို့တောင်းဆိုပါရစေအစီအစဉ်ဖြစ်ပြီးဆိုရင်တော့ VPN လေးဖွင့်အစီအစဉ်လေးစလိုက်ရအောင်ပါ သီလရှင်တွေရဲ့ဝတ်စားစင်ရင်မှုပျော်ရွှင်မှုနဲ့နှိမ်ချမှုကစလို့မျှော်လင့်မထားတဲ့ fashion ရွေးချယ်မှုတွေအထူးသီလရှင်တွေဟာရိုးရပုံစံတွေကိုစက်ပြီးချိုးဖောက်နေပါတယ်တီလာရှင်တရားကိုမြင်အောင်ကြည့်မယ်ဆိုရင်တော့ပုံမှန်အနက်နဲ့အဖြူဝှစ်စုံကိုသတိရမိမှာပါ။ဒါပေမဲ့လည်းတီလာရှင်ရဲ့ဝစားစင်မှုဟာယဉ်ကျေးမှုနဲ့ဒလိတွေအလိုက်ကွဲပြားတယ်ဆိုတာသင်သိပါသလား။ တချို့ကရိုးရဝတ်စုံကိုဝတ်ဆင်ပေမယ့်တချို့ကရင်ကျိမှုနဲ့ယုံကြည်မှုကိုရောစက်ထားပါတယ်။အိန္ဒိယမှာဆိုရင်သီလရှင်အများစုဟာစာရီဝတ်ကြပါတယ်။စာရီဆိုတာရင်ကျိမှုအမွေအနှစ်နဲ့ဘာသာရေးအားထုတ်မှုကိုပြတဲ့တိတ်မွေပြီးရိုးရှင်တဲ့ဝတ်စုံပါ။အာဖရိကမှာဆိုရင်တော့သီလရှင်တွေဟာတောက်ပတဲ့အစင်တွေနဲ့အထည်တွေကိုဝတ်ဆင်ကြပါတယ်။အနောက်နိုင်ငံတွေမှာတော့တချို့သီလရှင်တွေဟာသူတို့ရဲ့အမှုတော်နဲ့ကန့်ကြီးအောင်ဘာသာရေးဝတ်စုံကိုပြန်လဲတီးထွင်ထားပါတယ်။စေကျောက်သီလရှင်များလို့တီးကြတဲ့တောင်ကြားကသီလရှင်တွေဟာ ုသိုလ်ပြုဖို့ငွေကြေးရအောင်လို့စေချောအခြေခံထုတ်ကုန်တွေကိုစိုက်ပျိုးရောင်းချကြပါရစ်။သူတို့ရဲ့ရှေးလျတဲ့အင်ဂျင်နဲ့ခေါင်းပေါင်းတွေကဝစ်စုံနေတဲ့တူပင်မလဲသဘာဝအားဖြင့်တော့ကုသခြင်းနဲ့ငွေကြေးအမိခိုးကင်းမှုဆိုတဲ့ခေတ္တရည်ရွယ်ချက်ကိုကူစားပြုပါရစ်။ဝစားစင်းမှုနဲ့ယုံကြည်မှုဟာတမ်မိုဂျီဖက်ရှင်တွေနဲ့တောင်ပေါင်းစပ်ခဲ့ပူပါရည်နာမည်ကြီးဒီဇိုင်နာဘရန်ဖြစ်တဲ့ Raven Saint Laurent ဟာလည်းပြင်သစ်သီလာရှင်တွေအတွက်ဝစ်စုံတွေကိုဖန်တီးပေးခဲ့ပူပါရည် ယူရှင်းတဲ့အဝိစားတွေတော့ကြောမမှုနဲ့အစင်တန်းရှိနိုင်တယ်ဆိုတာတက်တည်ပြလိုက်တာပါ။တီလာရှင်တွေအတွက်အဝိစားဆိုတာအဝိတစ်ခုထပ်ပို့ပါရဲ။ဒါကကိုယ်ပိုင်လက္ခဏာရှင်းကျေးမှုနဲ့အမှုတော်တာဝန်ကိုဖော်ပြနေတဲ့အရာပါ။တီလာရှင်တွေလည်းပတ်စံခိုးတက်တယ်။တန်ရှင်းမှုရဲ့မျက်နှာဖုံးကမှောင်မိုက်တဲ့လျှဝတ်ချက်တွေကိုဖုံးကွယ်ထားနိုင်မလား။ဒီလိုဖြစ်ရက်ကရှားတဲ့ဆိုပေမဲ့တီလာရှင်တွေရဲ့ငွေကြေးလိမ်လည်မှုတွေက တန်ရှင်းစင့်ကြယ်တဲ့ဆိုတဲ့ဘာသာရေးပုံကိုယ်ရဲ့ပုံရိပ်ကိုထိခိုက်နေပါရီအမေရိကန်ကနေဥရောပအထိသီလရှင်တချို့ကယုံကြည်မှုကိုအခွင့်အကောင်းယူပြီးငွေကြေးတွေကိုကိုကြိုးအတွက်အသုံးချခဲ့ပါရီဘာသာရေးပုံကိုယ်တွေတောင်မှလော်ကီဆန်နာကိုမတွန်းလှန်နိုင်ဘူးဆိုတာသက်သေပြနေပါရီကလီဖိုးနီးယားကစစ်စတာမယ်ရီမာဂရက်ခရူပါနဲ့စစ်စတာလာနာချန်တို့ရဲ့ဖြစ်စဉ်ကိုကြည့်ရှုကြည့်အောင်ပါသူတို့ဟာကက်သလစ်ကျောင်းတစ်ခုကနေကလေးရီရဲ့ပညာရေးအတွက်ရံမုံကြီးဖြစ်တဲ့ဒေါ်လာ9သိန်းကျော်ကိုခိုးယူခဲ့ပါတယ် နောက်ပြီးသူတို့ဟာဓာရီကိုလည်းအပန်းဖြေဖို့နဲ့လောင်းကစားအတွက်အသုံးပြုခဲ့ပါတယ်။သူတို့ကနောက်ပိုင်းမှာဝန်ခံခဲ့ပြီးမြေကိုကြီးကိုတာပြဿနာတွေကြောင့်အတွေးခေါ်မှားယွင်းခဲ့တယ်လို့ဆိုပါတယ်။ဒါပေမဲ့လည်းဒီအကြောင်းပြချက်ကလူအဖွဲ့အစည်းကခံစားရတဲ့တစ္ဆာဖောက်မှုကိုရှင်းပြနိုင်ရဲ့လား။နောက်ထပ်တစ်ယောက်ကတော့အီတလီသီလရှင်တပါပါသူဟာစင်းရဲသားတွေအတွက်ရည်ရွယ်ခဲ့တဲ့ဒေါ်လာတသန်းကျော်ကိုခိုးယူမိတဲ့အတွက်ထောင်နှံချမှတ်ခံရပါတယ်။တဦးတယောက်ရဲ့လောဘကြောင့်လူအများခံစားတာကိုစဉ်းစားကြည့်မယ်ဆိုရင်တော့စိတ်မသက်သာစေရပါဘူး။ ဒီလိုဖြစ်စဉ်တွေကလည်းအရေးကြီးတဲ့အားနည်းချက်တွေကိုထောက်ပြနေပါတယ်။ဘာသာရေးအဖွဲ့အစည်းတွေမှာငွေကြေးစီမံခန့်ခွဲမှုအားနည်းခြင်းဖြစ်ပါတယ်။လူနေစုလက်ထဲမှာထိန်ချုပ်မှုရသွားတဲ့အခါမှာတော့အစေစေမခံရတော့တာကြောင့်အာဏာကအလွဲသုံးစားလုပ်ဖို့အတွက်အခွင့်အလမ်းတွေဖန်တီးပေးလိုက်ပါတယ်။ပရိမပါတဲ့ကားတစ်စီးကိုစဉ်းစားကြည့်လိုက်ပါ။လမ်းကြောင်းပေါ်မှာဘေးကင်းစွာနေနိုင်မှာမလား။ဒီလိုပါပဲငွေကြေးတာဝန်ယူမှုမရှိဘူးဆိုရင်တော့တန်ရှင်းတဲ့အဖွဲ့အစည်းတွေတောင်စိတ်ဖောက်ပြနိုင်ပါရဲ့။ ဒါရီအတွက်လည်းဖြည့်ရှင်းနည်းကတော့ရှင်ပါတယ်ပွင့်လင်းမြင်သားမှုပါဒါမရှိရင်လူဒန်းသူတွေရဲ့ယုံကြည်မှုကကြာဆင်းလာပြီးလူဒန်းမှုတွေရောနေလာပါမယ်ပရဟိတအလုပ်တွေကိုလည်းထိခိုက်လာမှာဖြစ်ပါတယ်တိတ်ဆိတ်တဲ့ဘောကတရားအားထုတ်တဲ့သီလရှင်တွေအတွက်တိတ်ဆိတ်မှုဟာဘလာမဟုတ်ပါဘူးဒါကလည်းဖရာသခင်နဲ့နှဆိုင်တဲ့ဝိညာဉ်ရေးရာဆက်သွယ်မှုအတွက်လမ်းကြောင်းတစ်ခုပါ သူတို့ကသူတို့ရဲ့ကိုယ်ပိုင်အတန်နဲ့ဖျားသခင်ရဲ့အတန်ကိုပိုရှင်းရှင်းလင်းလင်းကြားနိုင်ဖို့တိတ်ဆိတ်မှုကိုရွေးချယ်ကြပါရယ်။ကာတူစီယန်သီလရှင်တွေရဲ့ကြောင်းတော်လိုဝေးလံတဲ့နေရာတွေမှာတိတ်ဆိတ်မှုကသူတို့ရဲ့နေစဉ်ဘဝပါ။သူတို့ဟာတပတ်တစ်ကြိမ်လမ်းလျှောက်နေချိန်မှာပဲစကားပြောကြပါရယ်။ဂျန်တဲ့အချိန်တွေဆိုရင်တော့ဆူတောင်းတာအလလုတာအတွင်းစိတ်ကိုစစ်ဆေးတာတွေပြုလုပ်ကြပါရယ်။တီးတဲ့နေရာကဝေးကွာပြီးမှလည်းတိတ်ဆိတ်မှုကသူတို့ကိုဖျားနဲ့ပူပြီးနှီးစေပါရယ်။ဖျားရဲ့အတန်ကိုကြားဖို့နဲ့ငြိမ်းချမ်းမှုကိုရှာဖို့လဲကုညီပေးပါရယ်။ နောက်ပြီးတိတ်ဆိတ်မှုဟာကျန်းမာရေးအကျိုးကျေးဇူးတွေလည်းပေးပါတယ်။စိတ်ဖိစီးမှုကိုရောကြစေပြီးမှတ်ဉာဏ်ကိုလည်းတိုးတက်စေပါတယ်။အဲ့ဒီတိတ်ဆိတ်တဲ့ဘဝကိုလာရောညှိထွေဖြစ်အောင်နေဖို့ခက်ခဲနိုင်ပေမဲ့တိလာရှင်အများစုကတော့အချိန်ကြာလာတာနဲ့အများငြိမ်းချမ်းမှုနဲ့လွတ်လပ်မှုကိုရှာတွေ့လာကြပါတယ်။သူတို့ကတိတ်ဆိတ်နေပြီမလဲလောကနဲ့ဆက်သွယ်နေတုန်းဖြစ်ပြီးချစ်ချင်းမြတ်တာဉာဏ်ပညာနဲ့ထောက်ပံ့မှုတွေကိုစာရီစူတောင်းခြင်းတွေကနေတဆင့်ပေးကြပါရစေ။ 21ရာစုသီလရှင်များဒီကနေ့ခေတ်သီလရှင်တွေကတော့စူတောင်းတာကိုတရားအားထုတ်တာထက်ပိုပြီးလောက်ကြပါတယ်သူတို့ကကျွန်တော်တို့လိုပဲခင်မိဘဝကိုဖျက်တမ်းနေကြတာပါစမတ်ဖုန်းလေးလူမှုကွန်ရက်သုံးတာကစားလို့နီးပညာမြင့်လုံခြုံရေးစနစ်တွေတက်ဆင်ထားတဲ့အထိသူတို့ရဲ့အဖွဲ့အစည်းကိုကာကွယ်ဖို့နဲ့သူတို့ရဲ့အမှုတော်တွေကိုပြန်ပွားစေဖို့နီးပညာကအသုံးပြုနေကြပါတယ်။ တချို့သော online ရန်ပုံငွေရှာဖွေရေး platform တွေကိုတုံးကြည့်ပါတယ်။လူငယ်တွေနဲ့ digital ချိတ်ဆက်ပေးမှုတွေလုပ်ပါတယ်။ online ချိန်ချမှုတွေကနေကျောင်းတော်ကိုကာကွယ်ဖို့ cyber လုံခြုံရေးကိရိယာတွေတောင်အသုံးပြုကြပါတယ်။ဒါပေမဲ့လည်းမေးစရာရှိလာတာကနီးပညာဟာလောကုတ္တရာအာထုတ်သူဘဝရဲ့အနှစ်သာရကိုပြောင်းလဲပါစေသလား။ဒါမှမဟုတ်သီလရှင်တွေကသူတို့ရဲ့ယုံကြည်မှုနဲ့ကန့်ညီအောင်နီးပညာကိုပြန်လဲပုံဖော်နေတာလား။ဒီကြတာကတော့ဒီကနေ့ခေတ်သီလရှင်တွေဟာကဘာကြီးကနေတိချနေသူတွေတော့မဟုတ်ပါဘူး။ သူတို့ကလှုပ်ရှားသူတွေပညာပေးသူတွေစောင့်ရှောက်သူတွေဖြစ်ပြီးသူတို့ရဲ့အမှုတော်ကိုလှူဆောင်ဖို့နဲ့ပြောင်းလဲမှုတွေဖြစ်ပေါ်စေဖို့ရသမျှနီလန်းနိုင်ကိုအသုံးပြုနေကြတာလည်းဖြစ်ပါတယ်။ကဲပြိတ္တရောဒီကိစ္စနဲ့ပတ်သက်ပြီးဘယ်လိုမျိုးထိမြင်ကြပါသလဲ။ဟုတ်ကဲ့ပါကျွန်တော်ခုတင်ဆက်ပေးခဲ့တာတွေကတော့ဖျားเจ้าတွေရဲ့နေရာနောက်ကွယ်မှာဖုံးကွယ်ထားတဲ့အမှန်တရားတချို့ကိုစူးစီးတင်ဆက်ပေးခဲ့တာပါ အခုတင်ဆက်ပေးတဲ့အစီအစဉ်လေးနဲ့ပတ်သက်ပြီးပရိသတ်တို့အနေနဲ့လည်းတစုံတစ်ခုမှတ်ချက်ပြုလို့မယ်ဆိုရင်တော့ comment မှာပါဝင်ဆွေးနွေးပြသလိုက်ပါဒီအစီအစဉ်လေးကိုအဆုံးထိလိုက်ပါကြည့်ရှုအားပေးကြတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ